အားလုံးပဲမင်္ဂလာပါမြန်ခရစ်တော်ရရှိတာတဲ့ခရစ်တုန်းနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဘိုင်ဘေးအမှု OKS ကိုပတ်နေတဲ့သတင်းနဲ့အတူ120 BTC လွှဲပေးမလားတနေ့ကိုဒေါ်လာ1000ဒံကျေးပေးမလားသတင်းကိုတင်ဆက်ပေးသွားချင်ပါသေးတယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခုဖြစ်ပါရခင်ဗျာ။ ်ပရမတဘုတ်အနေနဲ့ဘိုင်ဘစ်အမှု OKS ပတ်နေတဲ့သတင်းကိုတင်ဆက်ပေးစင်ပါတယ်ဘိုင်ဘစ်အမှု OKS ကိုပတ်နေပါတယ်ဘိုင်ဘစ်စီကနေဒေါ်လာ1.4ဘီလီယံဘုတ် ETH တွေခိုးယူသွားခဲ့တဲ့ hacker တွေကခိုးရပါ crypto တွေကိုနီလမျိုးစုံသုံးပြီးတော့ရွှေ့ပြောင်းဖို့ကြိုးစားနေကြတာဖြစ်ပါတယ်လရှိမှာတော့ toll chain ဆိုရက် cross chain protocol ကနေတဆင့် ETH ပမာဏတော်တော်များများကိုခြေရာဖြောက်လိုက်ပြီးဖြစ်ပြီးတော့ဒီခြေရာဖြောက်တဲ့ဖြစ်စဉ်တစ်ခုလုံးမှာ OKX ရဲ့ Web3 wallet ကလည်းအသုံးချခံဖြစ်ခဲ့ရပါတယ် ဟက်ကာတွေက OKAC ရဲ့ Web3 wallet ကိုအသုံးချပြီးတော့ဒေါ်လာ1.5ဘီလီယံတဲ့ကပမာဏအချို့ကိုငွေကြေးကဝါချခဲ့ကြောင်းသိရပါဗျ။ဒါကြောင့် OKAC ကသူတို့ရဲ့ဥရောပ MIC license ကို ဆုံးရှုံးရဖို့ရှိနေပြီးဒီကိစ္စကိုဥရောပနိုင်ငံပေါင်း28နိုင်ငံအထိပါဝင်တဲ့ဥရောပသမ္မဂရဲ့ crypto agency တွေဘက်ကစဉ်းစားသုံးသပ်နေကြောင်းသိရပါဗျ။တကယ်လို့သာ OKAC Web3 wallet ကဥရောပသမ္မဂရဲ့ MIC ဥပဒေတွေကိုချိုးဖောက်နေကြောင်းသိတာထင်ရှားနေရင်တော့ OGS ရဲ့ MIC license ရုပ်သိမ်းခံရနိုင်ပြီးဥရောပကနေတက်ခေါက်ပြန်ရနိုင်ခြင်းရှိနေပါတယ်။ Binance CEO Banjo ကတော့ခိုးရပါ crypto ပေါင်းအနည်းဆုံးဒေါ်လာတန်းတရာက OGS ရဲ့ Web3 platform တွေကနေတဆင့်ရွှေပြောင်းခံလိုက်ရကြောင်းအသိပြုထားပြီး OGS ဘက်ကလည်းဒီ platform တွေကဘိုးချုပ်ကင်မှုမရှိတာကြောင့် OGS ဘက်ကလုတ်ပေးလို့ရတာအတော်နည်းတယ်လို့ ပိုင်ဘက်ဘက်ကဘာလို့ဒီလိုပေါက်ကရရေလျှောက်ပြောနေလဲနားမလည်နိုင်ကြောင်းပြန်ခြေပထားပါတယ်ဆက်လက်ပြီးတော့120 BTC လွှဲပေးမလားတနည်းကိုဒေါ်လာ1000ဒံချေးပေးမလားတရင်ကိုတက်ဆက်ပေးကြပါတယ်ပေါ်တိုရီကိုနိုင်ငံသားတယောက်ကဘေကွိုင်းပေါင်း120နေပါကို US အစိုးရစီလွှဲပြောင်းပေးဖို့ညှင်းဆန်ခဲ့တာကြောင့်24နာရီအတွင်းမလွှဲပေးရင်တရက်ကိုဒေါ်လာ1000ဒံငွေကောက်ခံရမှာဖြစ်ကြောင်းတရားရုံးကအမိန့်ချထားပါတယ် ဂျူအန်ကာလော့စ်ရီနိုဆိုဆိုတဲ့ပွာတိုရီကိုနိုင်ငံသားတယောက်ကဒီဘက်ကွိုင်းလေးကိုရာဇဝဲမှုနဲ့ဆက်ဆက်ပြီးရထားတာဖြစ်ကြောင်း US အစိုးရကစွပ်စွဲထားတာပါလရှိမှာလေ Reno So ရဲ့ laptop လိုမျိုး electronic device တွေကိုသိမ်းဆီးထားပေမဲ့တကယ် wallet အစစ်အမှန်ကိုတော့ Reno So ကပဲသိနိုင်တာဖြစ်လို့ US အစိုးရအကြက်ရိုက်နေပုံရပါတယ်။ဒေါ်လာ1000ဒံငွေကောက်မယ်လို့အမိန့်ချလိုက်ပြီးတဲ့နောက်မကြာခင်မှာပဲ Reno So ရဲ့ wallet ထဲက Bitcoin တွေက wallet အသစ်5ခုစီကိုခွဲပို့ခံလိုက်ရတာကြောင့် ပိန်နိုဆိုတယောက်သူ့ရဲ့ Bitcoin wallet ကိုအဆက်ရှိနေကြောင်းသက်သေဖြစ်တယ်လို့သူအဖမ်းခံရရင်တောင်သူ့ရဲ့မိတ်ဆွေတွေမိသားစုဝင်တွေကတော့ Bitcoin တွေကိုအဆက်ရှိနေအောင်ခွဲထုတ်လိုက်ပုံရပါတယ်။ဒါအပြင်လောလောဆယ်မှာ Reno ဆိုတယောက်အဖမ်းခံထားရတာမဟုတ်တာကြောင့်သူ့ဆန္ဒနဲ့သူ Bitcoin တွေကိုမလွှဲပေးတဲ့၍အစိုးရကလည်းချင်းချောက်ယုံကလွှဲပြီးတခြားလုံးလို့ရနိုင်တာတိတ်မရှိလပါဘူး။ဒီဖြစ်စဉ်က Bitcoin ရဲ့ဘဝထိန်းချုပ်မှုမရှိတဲ့အချက်ကိုကောင်းကောင်းကြီးသိတာစေပါတယ်။ ကိုယ့်ရဲ့ဘေကွာအနေကိုကိုယ်ပိုင် wallet ထဲမှာစနစ်တကျထည့်ပြီးတော့တင်ထားတဲ့၍ကုန်ငွေတွေကိုဘယ်သူကမှလာပြီးထိန်းချုပ်လို့မရနိုင်ကြောင်းတက်တိတ်ပြနေတာဖြစ်ပါရယ်ခင်ဗျာဟုတ်ကဲ့ပါဒါကတော့မြန် crypto ရရှိထားတဲ့ crypto နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတက်ဆက်ပေးကြတာဖြစ်ပါတယ်မိတ်ဆွေတို့မှာ cryptocurrency ဝယ်ရအောင်လို့ Binance account တစ်ခုမရှိသေးဘူးဆိုရင် trading လုပ်တိုင်းမှာ fitness ကိုပြန်ရမယ်အခုခုတ်ကိုအသုံးပြုပြီးတော့ account ဖွင့်နေပါတယ်နားဆင်ပေးကြတဲ့တော်တော်ရှင်များအားလုံး trade တိုင်းမြတ်ကြပါစေခင်ဗျာ